မြန်မာနဝတ်ချန်နယ်ကိုအစ်စ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာဇီရင်နာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဘောနဲ့ကြီးမငတိလေးဇလားလေးကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အောင်မြတ်တာတို့ဆရာတစ်ပည့်တွေဘကွာနေထွက်လာခဲ့ပြီးတဲ့နောက်မှာတော့ တက်ပင်တက်တော်တွေထူထပ်စွာပရောက်တဲ့အရက်ဒေတာတစ်ဖက်လဲဘောနက်ကြီးနေမြေအဆက်ကိုရောက်ရှိလာခဲ့ကြပါတယ်။အဲ့ဒီအချိန်ကဘောနက်ကြီးဆိုတဲ့ဒေတာဟာယခုလိုလူသူမထူထပ်သေးပဲတက်ပင်တက်တော်တွေဖုံးလွှမ်းနေတယ်လို့တောကောင်ကြီးငယ်တွေကြက်စားရနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဘောနက်ကြီးတောအဆက်ကိုရောက်တဲ့နေ့မှာတော့ခရီးပန်းတဲ့ထံရာသီဥတုအခြေအနေတွေကြောင့်မကောက်တယောက်အပြင်းဖြားပါလေရော။အောင်မြတ်တာနဲ့ခွန်လာတို့ကလည်းနေမကောက်ဖြစ်နေတဲ့မကောက်ကြောင့်ခရီးမဆက်ကြတော့ပဲ။ တခုတ်သမားတွေဆောက်လုပ်ခဲ့တဲ့ယာယီတဲလီတစ်ခုပေါ်မှာပဲတညတာနားကိုခဲ့ကြတယ်။ညာနဲ့ပါရောက်လာတာနဲ့အမျှမကောင်းတကူလုံးမြည်လို့ပူချစ်လာပြီးတကီကီနဲ့ချမ်းတုံနေတာကြောင့်အောင်မြတ်သားလက်အိတ်ထဲမှာရှိတဲ့ကျေးဘူးလေးတွေကနေအနည်းအောင်စိတ်မုတ်တချို့ကိုထုတ်ကပါဇက်ထဲထည့်ပေးလိုက်တယ်။စိတ်မုတ်ထည့်ပေးလိုက်တဲ့အချိန်မှာတော့အချမ်းထံကအနှဲငယ်တက်ပါသွားပြီမဲ့နိုင်အနှဲငယ်အတွင်းမှာပဲအဖျားပိုတက်လာခဲ့တယ်။ဆရာအခုပုံစံငါဖျားမင်းနေတယ်လို့ပဲ။ ငါလည်းအဲ့လိုပဲထိတ်နေခွန်းလားလောလောဆယ်ရမကောင်းအတွက်ရင်နှွေးလို့နေတယ်ကျွန်တော်လိုက်ချာကြည့်လိုက်မယ်ဆရာညဖက်ကြီးအဆင်ပြေပါမလားပြေပါတယ်ဆရာဒီအနီးနားမှာချောင်းတစ်ခုခုတော့ရှိမှာပေါ့ဗျခွန်းလားလက်အိတ်ထဲမှာရှိတဲ့အဝယ်စားတချို့ဒေါက်တာချောင်းမှာပတ်ပြီးတော့မီးတို့သဖွယ်ပြုတ်လောက်ကတော်တဲ့ကိုထွက်သွားခဲ့တယ်အောင်မြတ်သားကတော့သူ့အမိပြီးအဖျားတက်နေတဲ့မကောင်းကိုပွေထားရင်ဖျားကုံတော်တချို့ကိုမနာနဲ့ရွတ်ဖက်ပေးနေခဲ့ပါတယ် အဲ့ဒီချိန်တော်အတွင်းဘက်တန်နီယာကနေတစ်ကန်းချောက်တွေကိုနင်းမိတဲ့အတားကြောင့်မျိုးလုံးကိုဝှေ့ကြည့်လိုက်တဲ့အခါလူတဝင်းစာလောက်ကြီးမားတဲ့ပြင်ကလေးပင်နောက်မှာရက်နေတဲ့လူရိပ်တစ်ခုကိုအာယုံနဲ့မြင်လိုက်ရတယ်။တပည့်နောက်မှာရက်နေတာဘာတူလဲ။အောင်မြတ်ကလေးသားမမနဲ့လှမ်းပြောလိုက်တယ်ဆိုပေမဲ့ရက်နေရဲသူကမှလောက်တာကြောင့်တောက်တဲ့ချက်ခောက်ပြီးလက်ကိုကျန်းနဲ့ပုတ်လိုက်တဲ့အချိန်ဝါဖြော့ဖြော့အဝတ်အစားကိုဝတ်ဆင်ထားတဲ့လူအုပ်ကြီးတယောက်တုံတုံရီရီနဲ့ထွက်လာခဲ့တယ်။တင်ရဘာတူလဲ။ ဘာကြောင့်ကျောက်တို့ကိုပုံရှုပ်ွယ်ရှိုးနဲ့ချစ်နေရတာလဲကျောက်ကျောက်လို့ပါဆရာတင်ရမဟုတ်တာဘာလို့ထားလို့ကြောက်နေရတာလဲပြောစမ်းတင်ရဘာတူလဲကျောက်ကဒီတော့ဆက်တက်ခွေကိုအပိုင်းသားရထားတဲ့သူပါ အခုလာတာကလည်းဆရာတို့ကိုကူညီဖို့လာခဲ့တာပါဟွန်းအဖိုးကအတော့စိတ်နှူးညံ့တာပဲဒါနဲ့တော့ထဲမှာရေသွားရှာနေတဲ့ကျောက်တစ်ဘက်တယောက်ကိုတွေ့မိသေးလားတွေ့ပါတယ်ဆရာ တို့လမ်းပြဖို့ကျုပ်တပည့်တယောက်ကိုလှောက်ထားပါတယ်။အဖိုးအိုဟာတုံ့နှုတ်ရည်နဲ့ပြောရင်းအောင်မြတ်သာအနာကိုတိုးကပ်လာခဲ့တယ်။ဆရာလေးကငှက်ဖြားမိနေတာပဲ။ဒီဘက်ကနေမြေလဲကျန်းတယ်လို့ငှက်ဖြားလဲကျန်းနေဆရာရဲ့။ဟုတ်တယ်အဖိုး။ကျုပ်ရဲ့ဆေးတော်ခဏပဲထိန်းထားနိုင်တယ်။ဆရာတို့မပူနဲ့။ဒီနေမြေမှာဖြစ်တဲ့ယောဂါတွေကို ပြအောင် ကုပေးနိုင်တဲ့ဆေးဆရာအဖွဲ့ရှိတယ်ကွ။ဟုတ်လား။ဒါဆိုရင်တော့အဖိုးကိုပဲအားကိုးရတော့မယ်ဗျာ။ ရပါတယ်ဆရာရဲ့တော်ဆက်ကိုဆရာတို့ဇဝင်ကလေးအားပို့တာတဲ့မြတ်တာတွေကျုပ်တို့ရပါတယ်ဆရာတို့အဖွဲ့နာမှာစောင့်ကြနေတဲ့ပုဂ္ဂိုလ်တွေကြောင့်ခတ်ဝဲမှာပဲနေပြီးစောင့်ကြည့်နေခဲ့ရတာအဖိုးအွားအောင်မြတ်တာကိုပြုတ်ရွှင်နဲ့မျက်နာနဲ့ကြည့်ကောက်ပြောပြီးတက်ဝဲကိုမြေကြီးပေါ်တုံချန်စောင့်ချလိုက်တဲ့ဆိုရင်ပဲပရိအော်တန်လိုဆူရှားတဲ့အတန်တွေကနေရအနှံ့ကနေထွက်ပေါ်လာခဲ့ပြီးမလမကမ်းမှာရှိတဲ့တစ်ပင်တွေပေါ်ကနေကုတ်တွေကဆင်းလာတဲ့မြင်စာတွေကိုမြင်တွေ့လိုက်ရပါတယ် အဖိုးပြောတဲ့ဆေးဆရာအဖွဲဆိုတာသူတို့လားဟုတ်တယ်ဆရာသူတို့ကဆေးဆရာဘွားနဲ့တေလုံပြီးမှင်စာဘွားကိုရောက်လာကြတာလေဒီဘွားရောက်တိတဲ့အောင်အတိတ်ဘွားကပညာတွေကိုမစွန့်လွတ်နိုင်သေးတော့တော်ထဲမှာနာမကျန်ဖြစ်နေတဲ့လူတွေကိုကူညီပေးနေကြတာဩလက်ဆက်သက်တော့ဒီလိုကိုတိပိဘွားနဲ့ဆင်းလာတဲ့မှင်စာငါးကောင်က အဖိုးကိုကြည်လိုက်တဲပေါ်မှာထိုင်နေတဲ့အောင်မြတ်သားကိုကြည်လိုက်နေဖြစ်နေတဲ့အချိန်အဖိုးကရပါတယ် ဆရာတွေကခမည်းတော်ဘာမှမလုပ်ဘူးမကြောက်ကြပါနဲ့လို့ပြောလိုက်တော့မှသွားခေါ်ခေါ်မျက်လုံးပြူးပြူးနဲ့မျက်စာတွေကညှိသွားခဲ့တယ်။အဲ့ဒီချိန်တော်ထဲမှာရေသွားခတ်တဲ့ခွန်လာဝါကြည်တောင်နှလုံးနဲ့အတူတူပြေးအောင်လာပြီးသူ့နောက်မှာတော့ဝါကြည်ကြီးတော်ခွေးလေးတစ်ကောင်ကပ်ပါလာခဲ့တယ်။ဆရာသူတို့ကဘသူတွေလဲ?ငါတို့ကိုကြီးဖို့လာတဲ့မိတ်ဆွေတွေပါ။ကဲကဲရင်ွေးရေကြိုလာအောင်။ခွန်လာလည်းတိတ်ကိုင်းချောက်တွေကိုစုပြုံလို့ရင်ွေးကြိုနေတဲ့အချိန် မိသားငယ်လေးတွေကတဲပေါ်ကိုခုန်တက်ပြီးဖြားနေတဲ့မကောင်းရဲ့ပါဇက်ထဲကိုသူတို့ကြောမှလွှဲထားတဲ့အိတ်ထဲကဆေးလုံးတချို့ကိုခွန့်ထည့်ပေးလိုက်တယ်။ဆေးလုံးခုတ်ပြီးတာနဲ့မိသားတကောင်ကမကောင်းရဲ့ရင်ဘတ်ကိုနားနဲ့ကပ်ပြီးနားထောင်နေခဲ့တယ်။ပြီးတာနဲ့တဲပေါ်ကနေခုန်ဆင်းပြီးတောထဲကိုလှစ်ကနဲ့ပြုံးဝင်သွားခဲ့တာ။မကြခဲ့အချိန်မှာတော့ပြားရီရွှေနှစ်နေတဲ့ပြားလက်ဖို့တတုံးကိုဆုပ်ကိုင်ပြီးပြန်ရောက်လာခဲ့တယ်။ရှင်မပြားလက်ဖို့ကဘာလို့မလို့လဲ။လူနာကိုကြွရမယ်လေအဖိုးရ။ မဟုတ်ရင်ငှက်ဖြောက်ဘွားအုံနောက်တဲ့ဝင်တော့မှာရွှေမောင်စုတဲ့မြေစာပြားလို့ဖို့ကိုမကောက်ရဲ့ပါဇက်ထဲကိုညှစ်ချလိုက်တဲ့အခါချိုအင်းမှွေပြက်တဲ့ပြားရည်တွေကလဲချောင်းတစ်လျှောက်စိတ်ဝင်သွားခဲ့တယ်ပြားရည်တိုက်ပြီးတိတ်မကြခဲ့အချိန်မှပဲမကောက်တရိပ်ပြန်လဲလာပြီးအနှဲငယ်ထူးထူးထောင်ထောင်ဖြစ်လာခဲ့တယ်ဒီလိုမသေးတော့ဘူးအဖိုးကြီးအသက်ရှင်ပြီမြေစာရွှေမောင်ရဲ့စကားကြောင့်တဲပေါ်မှာရှိနေတဲ့မြေစာတွေဟာပျော်ရှင်စွာနဲ့ခုန်ပေါက်ပါလေရော ဒီအဖြစ်ကိုမြင်တဲ့ခေါလာကတဲနာကိုကတ်လာပြီငါဖျားဖို့အုံနောက်တဲမွေအောင်ပြားရီကျွေးရတာလားငါဖျားဖို့ကအချိုကြိုက်တယ်လေဒါကြောင့်သူတို့အုံနောက်တဲမွေအောင်အချိုဗိုက်ထဲထည့်ပြီးထားရတယ်အချိုတဲ့ဗိုက်ထဲရောက်သွားတဲ့အတွက်အုံနောက်တဲဝင်းမလုံနေတဲ့ကောင်တွေကဗိုက်ထဲကိုပြက်ဆင်းလိုက်ရောဒီကောင်တွေပြားရီကိုငန်းနေတဲ့အချိန်ကျုပ်တို့ဖော်ထားတဲ့ဆေးကသူတို့ကိုတတ်လိုက်တာပေါ့တဲဟုတ်ပါလားဘာပဲဖြစ်ဖြစ်ကျုပ်အကိုကိုကဲ့ပြီးတဲ့အတွက်တော့ကျေးဇူးတင်ပါတယ်ဗျာ ဟဲ့လူကျုပ်ကိုရောကျေးဇူးမတင်ဘူးလားမိဘုံဘီးရနဲ့ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်လှဲ့ကြည့်လိုက်တော့လုံကြီးစုပ်တထဲကိုဝတ်ထားပြီးဇမင်စုပ်ဖွားနဲ့ငွတ်တုတ်ထန်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်မင်းဟာဘာလုပ်လဲခုနကမတွေ့မိပါဘူးသူကဆရာလေးကိုဆန်းချောင်းရှိတဲ့နေရာခေါ်သွားတဲ့ကျုပ်တပည့်ပါနမေကတော့ထိတ်နေလို့ခေါ်တယ်သူကရိုးရိုးခွေးမဟုတ်ဘူးလားမဟုတ်ဘူးဆရာလေးရဲ့ထိတ်နေရာခွေးရောင်ဆောင်ပြီးဆရာလေးကိုကူညီပေးခဲ့တာဟောဗျာ ဒါဖြစ်လဲအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီလိုနဲ့အောင်မြတ်သားတို့လည်းအဖိုးအိုဆေးစရာမှင်စာအဖွဲ့ထိတ်နေလို့နဲ့ရင်းနှီးသွားခဲ့ပါတော့တယ်။နောက်တဲ့နေ့မနေ့ရောက်တော့ငပြောရွဲနဲ့ထုတ်ထားတဲ့ဆေးတွေကိုယူပြီးမှင်စာအဖွဲ့ပြေရောက်လာကထူထူထောင်ထောင်ဖြစ်စာပြုတ်နေတဲ့မကောင်းကိုဆေးကုပေးခဲ့ကြတယ်။ခဏနေတော့ငပြောသည်တစ်ခိုက်ထန်းထားတဲ့ထိတ်နေတဲ့အတူအဖိုးအိုပါထိတ်ရောက်လာခဲ့တယ်။ဆရာတို့အစာပြေစားဖို့ဒီလောက်ဆိုအဆင်ပြေပါမလား။ပြေပါတယ်အဖိုး။ဒါနဲ့လေ ဒီအင်းကြီးနောက်မှာလူတွေမနေကြဘူးလားလူတွေကဟိုဘက်ကရာမှာနေကြတယ်တခါတလေမြို့ပေါ်မှာဈေးသွားရောက်တဲ့သူတွေလောက်ပဲဒီကနေဖြတ်ကြတာကျုပ်တို့အတွက်နဲ့အဖိုးတို့လည်းအလုံများနေရပြီဗျာမဟုတ်တာဆရာရဲ့အဖိုးတို့ကဆရာတို့မှမဟုတ်ပါဘူးတခြားလူတွေဆိုလည်းအခုလိုကုညီပေးကြပါတယ်ထဲ့တွေဆိုရင်အရာကိုကုညီချင်တာဒါမဲ့တချို့လူတွေကကုညီတာကိုကုညီတယ်လို့မမြင်ကြလို့တွေ့ရလူတိုင်းကိုအကူအညီမပေးဖို့လဲမှားထားရသေးတယ် ထင်းနေဆိုလို့မင်းအောင်မယ်။ तू อ่ะဘလို့ဖြစ်လို့အခုဘဝကိုရောက်နေရတာလဲ။ထင်းနေလား။ဒီကောင်ကအရင်ဘဝမှာတခုဖြစ်ခဲ့တာလေ။တခုဆိုလို့ကြီးကြီးမားမားခိုးတာတော့မဟုတ်ပါဘူးဆရာရဲ့။ဓာန်အိုးတို့ထမိန်တို့လုံကြီးတို့လောက်ပဲခိုးတဲ့ကောင်။တရက်မှာတော့ရွာလေးကနေအဝိတ္တတာတလုံးခိုးလာပြီ။တောရရနေဖြတ်ပြေးရင်းကနေခလုတ်တိုက်ချေချော်ကြရကလဲပြီးငှောက်ဆူးပြီးတေးတာဆရာကြီး။သူများပြည်စီခိုးပြီးတေတော့မကြုတ်မလို့ပဲ။အစိမ့်သေးဘွားရောက်ခဲ့တာပေါ့ အခုတော့လည်းတိုတေဆုံးမမှုအောက်မှာလိမ့်မနေပါပြီ။ဟုတ်တယ်မဟုတ်လားထိတ်နီ။ဟုတ်တာပေါ့အဖိုးရ။ဒါရီကလည်းအဖိုးရဲ့တိုတေဆုံးမမှုကြောင့်ပါ။ဆရာတို့လည်းတရက်နှစ်ရက်လောက်နေပြီးမှလူရခရီးကိုဆက်ကြပေါ့။ဒီရက်ပိုင်းဆရာတို့လိုအပ်တာခိုင်းမှုထိတ်နီကိုထားခဲ့ပေးပါမယ်။ကျေးဇူးတင်ပါတယ်ဖို့။အောင်မြတ်သားတို့စီကိုထိတ်နီရောက်လာပြီးနောက်ပိုင်းခေါ်လာနဲ့ထိတ်နီတို့အဖွဲကြသွားခဲ့တယ်။ညနေစောင်းရောက်ပြီးဆိုရင် ထဲ့နေရတာတော်တယ်သွားပြီးတူအူတစ်ဖူတွေရှာလာပေးတယ်လို့ညာဘက်ရောက်လဲမင်းမွေးချင်းတောကောင်တွေကိုစောင့်ပေးချင်းအလုပ်တွေလောက်ကန်ပေးခဲ့တယ်။တနေ့မှာတော့တူအူတစ်ဖူသွားရှာတဲ့ထိတ်နေတယောက်မိုးချုပ်တဲ့အထိပြန်ရောက်မလာတဲ့အတွက်ခွန်လာတယောက်လဲဝေးတရှိရှိဖြစ်နေခဲ့တယ်။ထိတ်နေတကောဘယ်တွေလျှောက်သွားနေတာပါလဲ။ပြန်လာမှာပေါ့ခွန်လာရဲ့။သူလဲအစာရှောင်မတွေ့သေးဘူးနေမှာ။မဟုတ်ဘူးနော်ဆရာ။ဒီကောင်ကတော်ရင်ကျွမ်းတဲ့ကောင်။အစာရှောင်မတွေ့တာဘလို့မှမဖြစ်နိုင်ဘူး။ ခွန်လာတမျောမျောနဲ့စောင့်နေခဲ့တာညနေတဲ့အချိန်ရောက်မှတကိုယ်လုံးအညိုမဲတွေဆွဲပြီးဒံယာပရပွားနဲ့ပြန်လာတဲ့ထိတ်နီကိုမြင်လိုက်ရတယ်။ထိတ်နီမင်းမင်းဘာဖြစ်လာတာလဲ။အခုလိုဖြစ်အောင်ဘယ်သူလုံးလိုက်တာလဲပြောစား။ငတိငတိလေးလောက်တာအစစ်啊။ငတိလေးဆိုတာဘယ်သူလဲ။သူကဘာကြောင့်အခုလိုလုံးရတာလဲ။ငတိလေးဆိုတာဒီတော့နဲ့အတွင်ပိုင်းမှာနေတဲ့တပတ်တစ်ခေါက်ပဲဆရာ ကျွန်တော်ဆရာတို့အတွက်တင့်ဦးတင့်ဖို့တွေရှာနေတော့မှာမြူစီကနေပြက်လာတဲ့လူတယောက်ကငတလီနေတဲ့တောဘက်ကိုလမ်းမပြီးရောက်သွားလို့ချက်လက်မထုတ်ခဲ့တာကြောင့်အခုလိုလှုပ်သွားတာထိန်ကြီးရဲ့စကားကြောင့်တဲပေါ်မှာထိုင်နေတဲ့အောင်မြတ်သားမှိန်ဆပြုတ်နေပြီဖြစ်တဲ့ဖျောင်းနိုင်ကိုအစ်စ်လဲလဲကြီးကောင်းအဖိုးကဘာမှမပြောဘဲလှုပ်ထားတာလားအဖိုးကအနေအေးတော့ဒီကောင်းကမကြောက်ဘူးစရာငတလီကတခြားလူတွေကိုလည်းအမြဲအနိုင်ကျင့်နှိမ့်ဆက်နေကြပဲ။ ထိုင်းဒီစကားအဆုံးမှာတော့တောင်ဝဲတထောက်တောက်ထောက်ပြီးလမ်းလျှောက်လာတဲ့အဖိုးဖြစ်သူကိုမြင်လိုက်ရတယ်။ငတေးလေးလုံးလိုက်ပြန်ပြီလား။ဟုတ်ဟုတ်ကဲ့ဖို့ဒီကောင်ကဘယ်လောက်ဆုံးမဆုံးမအသိတရားမရပါလား။အဖိုးအွားစစ်ပြက်စွာနဲ့ခေါင်းကိုခါရဲမိတဲပြီးမှရက်နေခဲ့တယ်။အဖိုးငတေးလေးဆိုတဲ့ကောင်ကဘာကြောင့်အခုလိုစိုးသွားနေရတာလဲ။ဒီလိုပါစရာငတေးလေးကလူဘွားတို့ကအယံကိုစိုးသွဲရက်ဆက်တဲ့ဓမြတယောက်ဖြစ်ခဲ့တယ်။ ဘယ်လောက်ဆိုလဲဆိုရင်ဓညတိုက်လို့ပြည့်စည်ရရင်တော့မှအိမ်သားတရရောက်ကို အပြင်းပြစ်တက်သေးတာနောက်ဆုံးသူ့ကိုတပည့်တွေရပဲပြက်ဖမ်းပြီးတော့ကျွတ်နိုင်အောင်မှအရှင်လက်လက်မီးရှို့တက်ခဲ့တယ်လေစိတ်ကြမ်းလူကြမ်းဘွားကနေတည်တော့သူ့ကိုမီးရှို့တက်ခဲ့တဲ့အပြင်မှာပဲတရေဖြစ်နေခဲ့တယ်နေ့တွေကြာလာတော့တရေငှက်တယ်လေးကနေတပည့်အစ်စ်ဖြစ်လာတာပဲသူကအဖိုးတော်မထီလေးစားလုပ်ပြီးနေရာလုချင်နေတာဆရာအဖိုးပြောသလိုဆိုရင်ဒီကောင်ကိုစုံမမှဖြစ်တော့မယ်နော် နောက်ပြီးတော့ငတိတ်လေးကသူနေတဲ့အပေအောက်ကနေဖြတ်သွားဖြတ်လာလှုပ်တဲ့လူတွေကိုလည်းဖန်ဆာ၆လနာတွေလှုပ်လိရှိတယ်။ဖန်ဆာခရရတဲ့လူတွေအနေနဲ့လည်းနွားတကောင်ကို အရှင်လက်လက်သွားထားပေးရတယ်လေ။ဒါကြောင့်မျိုးစိုးကိုသွားတဲ့လူတွေအနေနဲ့အယံဝဲတဲ့ရွာတွေဘက်ကနေလှက်ပတ်ပြီးသွားနေရတာဆရာရဲ့အောင်မြတ်တာဟာငတိတ်လေးအเจ้าကိုနားထောင်ပြီးခေါင်းတဆက်ဆက်ညှိနေတယ်။ဒီလိုဆိုတော့လည်းငတိတ်လေးကိုစုံမမရတော့မယ်။ခေါလာဒီကိစ္စကိုမေတ္တာဝင်ယူနိုင်လား။ယူနိုင်နေဆရာ ကျွန်တော်တာဝန်ထားလိုက်ပါဒါဖြင့်ငတဲလေးနေတဲ့ကျုံးမေကိုသွားပြီးဆုံးမလာခဲ့ထိတ်နေလဲသူနဲ့လိုက်သွားပြလိုက်ဆရာဖြစ်ပါမလားဟဲ့အောင်ထိတ်နေမင်းကငါ့ကိုမယုံတာလားဒါဖြင့်မင်းနေခဲ့လိုက်ငါတယောက်တည်းသွားမယ်မယုံတာမဟုတ်ပါဘူးဗျာဆရာကိုစိတ်ပူလို့ပါထိတ်နေရဲ့စကားကြောင့်ခွန်လာဟဟပပက်ရီမောပြီးတဲဖေးမှာအသေးရှိနေတဲ့မိတုပ်ကိုဆွဲယူကာတဲရှိရလူသွားလမ်းနဲ့ကိုထပ်ပါခဲ့လိုက်တယ် မောင်မဲနေတဲ့တောထဲမှာနှစ်ယောက်သားလျှောက်သွားနေတောတရက်ပဲတပည့်စီအရောက်မှာတော့ထိတ်နေရတစ်ကိုင်းပေါ်ကိုကြည်လို့လက်ပြနှုတ်ဆက်နေတာကိုမြင်လိုက်ရတယ်။ဟေ့အောင်ထိတ်နေတစ်ပိမမဘယ်သူရှိလို့လက်ပြနေရလဲ။ဆရာကလည်းအဲ့ဒီအပိမမကျွန်တော်သဘောကျနေတဲ့သူရှိတယ်ဗျ။ထိတ်နေရဲ့စကားကြောင့်ခေါလာဘာမှဆက်မပြောနိုင်တော့ပဲတက်ပြေးတစ်ချက်ချလို့ဆက်သွားခဲ့လိုက်တယ်။ဆရာဟိုးမှာထန်နေတဲ့ကောင်တွေ့လား။ တင်းကပေါ်မှာထိုင်နေတဲ့သူကိုပြောတာလားဟုတ်တယ်ဗျအဲ့ဒီကောင်ကတစ်ပေခေါ်ရင်ပြုတ်ကြသေးတဲ့ကောင်อืมအခုထိမကျွတ်သေးတာတနာစရာပဲခွန်လာတို့ဘေးနားကဖြတ်သွားတော့တင်းကမှထိုင်နေတဲ့သူကဇက်ကြီးလိန်လို့လက်ကြည့်နေတာကိုမြင်လိုက်ရတယ်ဆရာဝါကြုံအောင်မှာမင်းကလေးတယောက်ထိုင်နေတာတွေ့တယ်မဟုတ်လားသူကရောဘာဖြစ်တာလဲဘာဖြစ်တာလဲတော့မသိဘူးတခြားနေရာကနေဒီတော်တွေကိုပြောင်းလာတာပဲသိတယ် မင်းကဒီမှာရှိနေတဲ့သူတွေကိုအကုန်သိနေရလားသူတို့ကအဖိုးရဲ့အုတ်ထိန်မွန်းအောက်မှာရှိလို့သိနေတာပါဟိုဘက်ကွေရောက်ရင်တော့အရာဆိုင်ကောင်တွေအများကြီးတွေ့ရတော့မှာထိန်ဒီယာမြက်ကွက်ကွေးတစ်ခုကိုလက်ညှိုးထိုးပြီးရှောက်နေတဲ့ခြေလန်းတွေကိုရုတ်တရက်ရက်လိုက်တယ်ဆက်သွားလေကွာဘာလို့ရက်လိုက်တာလဲကြုံမသွားရဲဘူးကြဒီတစ်ခါကြုတ်ကုန်မြေတစစိလုံးပြစ်မှာငါတရာလုံးပါနေတာဘာလို့ကြောက်နေရလဲမင်းတို့လက်ဖြားနေတော့မထိစေရအောင် ခွန်လာမင်းငော့ပြပြီးဆက်သွားခိုင်းတာကြောင့်ထင်းဒီလည်းတုံတုံရီနဲ့အရှိကိုတက်သွားခဲ့လိုက်တယ်။ဒီဘက်မှာကျွန်းနေအတော်ပေါ်တာပဲ။ခွန်လာမီးလို့ကိုပင့်ကကြည့်နေတဲ့အချိန်ဆယ်ပီလောက်အကွာမှာရှိတဲ့ကျုံးမရဲ့အနောက်ကနေတကိုယ်လုံးမီးသွေးကဲလို့နက်မောင်နေတဲ့လူတစ်ယောက်ထွက်လာပြီးသူ့ကိုစိုက်ကြည့်နေတာမြင်လိုက်ရတယ်။ဆရာဟိုမှာဟိုမှာငတိလေးရဲ့ငယ်သားတွေကြည့်နေတယ်။ကျုံးရဲ့အနောက်ကောင်ကိုပြောတာလား။ဟုတ်ဟုတ်တယ်ဆရာ။ ခေါလာလဲကျိုးမဲ့အနောက်မှာရက်နေတဲ့ကောင်နာကိုစစ်စစ်ကြည့်လိုက်တဲ့အချိန်အလွန်နှံစော်လှတဲ့အပုတ်နဲ့ကနှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်။ထိအတော်နန်နဲ့အပုတ်နဲ့မှာလားခေါလာနှာခေါင်းကိုရှုံပြီးအနောက်ကိုတိုးကပ်သွားခဲ့ရကကျိုးမဲ့အနောက်မှာရက်နေတဲ့ကောင်ကတလမခန့်ရှိတဲ့အဆွဲဖူးဖွေးတွေကိုထုတ်ပြပြီးအရှိကိုတက်လာခဲ့တယ်။အဲ့ဒီချိန်ခေါလာကလက်ညှိုးနဲ့ထောက်ပြီးတော့အောင်ပါငါ့အောင်မြတ်မခန့်နေစားနဲ့အခွက်ချက်ချက်ဘေးပတ်စမ်းလို့ပြောပြီးလက်ညှိုးနဲ့ဆွဲဖက်လိုက်တော့ အဆွဲဖွဖွနဲ့ကောင်ကလက်ညိုးနဲ့တောက်ခတ်ထီးတဲ့မြေပဲစိတ်လို့ဟုံးငနဲ့လွှတ်ထောက်ပါခဲ့တယ်။ဟိုကောင်ပြေးပြီစရာပြေးပြီဗျ။ထိနေရဝမ်းသာအားရနဲ့အဟင်းကြီးခုံပေါက်နေတဲ့အချိန်ထက်လက်တလက်စာလောက်ရှိတဲ့လက်တစ်ဖက်ကထိနေရဲ့ဂုတ်ကနေဆွဲခေါ်သွားခဲ့တယ်။စရာကဲပါဦးဗျ။အလန်းတကြောင်အော်တာကြောင်ခွန်လာမောကြည့်လိုက်တဲ့အခါတစ်ပင်နှစ်ပင်ကိုခွပြီးရက်နေတဲ့တရေတကောင်ကိုမြင်တွေ့လိုက်ရတယ်။ခွန်လာလည်းချက်ချင်းဆုသလို့ လဲလုံးစမကိုလဝါပေါ်ရိုက်ပြီးခွာเจ้าမှာရစ်နေတဲ့ကောင်ကိုလေထဲကနေဆွဲချလိုက်တော့ဝုံးစုပြီးမြေပေါ်ကိုလှမ်းကြလာခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်ကြီးမအောင်ဖတ်ဆင်းထားတဲ့နန္ဒဘဝကောင်ကခွန်လာရဲ့စမရိုက်လဝါနဲ့ဆွဲယူခံထိထားတာကြောင့်အတ္တဘောရုပ်တွေပျောက်ပြီးတမန်လူသားအရွယ်ဖြစ်ကိုပြောင်းလဲလို့မြေကြီးပေါ်မှာအော်ဟစ်ရီလူးလိမ့်လာပါလေရော။ဒီကောင်ကလည်းငတိလေးတစ်ပဲပဲလား။ဟုတ်ဟုတ်တယ်အစရာ။ तू ကငတိလေးရဲ့လက်ရည်တစ်ပဲကြီးဗျ။ဒါနဲ့ ူကမှမြူးတွေလောက်အောင်ဆရာလောက်ထားတာလားငါလောက်တာမဟုတ်ဘူးငါရဲ့ဦးကောင်းမှာဆောက်ရှောက်နေတဲ့အင်းဆောင်တွေကတန်ခတ်ထားတာဒင်းကငါ့ကိုဖမ်းယူဖို့ကြိုးစားတာမအောင်မြင်လို့မင်းကိုဆွဲခေါ်သွားတာပဲထိန်နီကမီဟုံဟုံတောက်လောက်နေတဲ့ကောင်းကိုပျောက်ဆက်ဆက်မျက်နှာနဲ့ကြည့်ခွန်လာနာကိုတိုးကပ်သွားခဲ့တယ်မင်းပြောတဲ့နေရာအခုထိမရောက်သေးဘူးလားငတလေးနေတဲ့ကျုံးမီကိုပြောရလားဟုတ်တယ်ဒါလို့ဆိုသူ့ငယ်သားတွေတော့ပြောထားလောက်ပြီထဲ ਨੇ ချစ်နိုင်နေစရာ ဒီကောင်ဆရာကိုကြောက်ပြီးထွက်ပြေးပြီလားမသိဘူး။ထိန်ဒီကသဘောကျစွာပြောရင်မျက်လုံးကိုအပေါ်မောကြည့်လိုက်တော့လှဲပင်လုံးလောက်ရှိတဲ့မျက်လုံးနှလုံးကသူ့ကိုငုံကြည့်နေတာကိုမြင်လိုက်ရတယ်။ရုတ်တရက်မြင်လိုက်ရတဲ့မြင်ကြောက်ထိန်ဒီတရားကိုခြေတွေလက်တွေတဆက်ဆက်တုံလာပြီးအတန်အောင်ပျောက်သွားခဲ့တယ်။ဆရာအပေါ်မှာရောက်နေပြီဗျ။ထိန်ဒီရဲ့အတန်အကြောင်းမောကြည့်လိုက်တဲ့အခါကျုံးမိနှပင်ကိုလက်နဲ့ဖြည့်ပြီးရှာတွဲလေးနဲ့ငုံကြည့်နေတဲ့ငတိလေးကိုမြင်လိုက်ရတယ်။အပပါ နဲတဲ့ကောင်ကြီးမဟုတ်ပါလားခေါ်လာအနောက်ကိုဆုတ်လိုက်တဲ့အချိန်အမွေကျန်းနေပေါက်နေတဲ့လက်တစ်ဖက်ကသူ့ဘေးကိုဖြုံးကနေကြလာခဲ့တယ်ထိတ်နေထိတ်နေခေါ်လာထိတ်နေပျောက်သွားတဲ့အတွက်လှမ်းကြည့်လိုက်တော့အမေကုတ်ပြီးထွက်ပြေးသွားတဲ့ခွေးတစ်ခေါက်ရဲ့ဖင်ကိုသာခောက်ဝါးဝါမြင်လိုက်ရပါတော့တယ်ဒင်းကခွေးရောင်ဆောင်ပြီးထွက်ပြေးသွားတာကို အတော်အကူရတဲ့ကောင်ပဲလို့စိတ်ထဲကနေရေရွတ်လိုက်ပါတော့တယ်ငတေလေးကသူ့နယ်ထဲကိုဝင်လာတဲ့ခွန်းလောက် စမတက်ဝါမတက်မျက်လုံးတွေနဲ့ကြည်ကြီးမားတဲ့လဝနဲ့ရိုက်ချလိုက်တဲ့အခါဦးကောင်းနဲ့မထိခင်မှာပဲမျက်စိချိန်မတက်အလင်းတွေဖြာထွက်လာပြီးငတေလီရဲ့လက်ကလေပေါ်မှာတည့်ရက်တောင်သွားခဲ့တယ်ငတေလီကအားနဲ့ဖိချပေမဲ့ဦးကောင်းထက်မှာရေထိုးထားတဲ့စမရီရဲ့အစွမ်းအင်းဆောင်ပုပ်ကူရီရဲ့ကောက်ကွယ်မှုကြောင့်ငတေလီရဲ့လက်တစ်ခုလုံးထူပူလာပြီးမင်းလောင်ညောင်နဲ့တွေပါထွက်ပေါ်လာခဲ့တယ်အဲ့ဒီချိန်မိုးချိုးပြတ်တက်လို့အတက်တစ်ခုထွက်ပေါ်လာပြီးငတေလီဦးကောင်းရဲ့လေးပတ်လေးတန်းကနေ ပြောင်းလဲနေတဲ့တင်းပုတ်တွေကင်ထားတဲ့ဂုံမှန်လေးပါရုတ်တရက်ထွက်ပေါ်လာပြီးတော့ဥကောင်းကိုဂျင်းကင်းမြင်အောင်ထုချလိုက်ပါတော့တယ်။ပြင်းထန်အားပါတဲ့ထုရိုက်ချက်ကြောင့်ငတိလေးရဲ့ဥကောင်းကလေးစိတ်ကွက်ထွက်ပြီးအတားဘောရုပ်ကြီးရလဲမြေကြီးပေါ်ကိုဒူးထောက်ရက်အနေထားကျသွားခဲ့တယ်။အဲ့ဒီချိန်ခေါလာငတိလေးကိုလက်ညှိုးထုတ်ပြီးမူလအတိုင်းရုပ်ပြောင်းစေလို့အမိတ်ပြန်လိုက်တော့အစမတန်ကြီးမားတဲ့ရုပ်သွင်ရနေတာမန်လူတယောက်အရွယ်အဖြစ်သိငဲ့သွားခဲ့တယ်။ဂုံမှန်လေးပါချက်ချင်းဆိုသလို့ ကောင်းကင်ကနေပြက်စင်းလာပြီးငတေလီရဲ့ခြေစစ်လက်စစ်တွေကိုတင်းမုံတွေနဲ့ထုရိုက်ကာချိုးပြက်လိုက်နေတယ်။အမလေးတိတ်ပါပြီ။မရကြပါနဲ့။မရကြပါနဲ့။ကြောက်ပါပြီ။ငတေလီကမြေကြီးပေါ်မှာဒီရိုတိုက်သွားနေကြောက်လက်တကြအော်ဟစ်နေတာကြောင့်အနီးနားမှာရှိတဲ့နာနာဘဝတွေအလုံးစောက်တရားမရဖြစ်ပြီးခြေဦးတဲ့ရောက်ထွက်ပြေးသွားခဲ့ကြတယ်။ငတေလီဆိုတာမင်းလား။ခေါလာရှိတဲ့ထဲမှာရက်ပြီးမေးလိုက်တော့ငတေလီကလေးချံကွဲနေတဲ့ဥကောင်းကိုညှိပြရင် ဟုတ်ဟုတ်ပါတယ်ငတိလေးဆိုတာကြောက်ပါမိတီမာနေတဲ့ကာလတည်းလူပဏရက်ကိုဖန်စာတက်ဖြတ်ခဲ့ပြီးပြီလေမမှတ်မိတော့ပါဘူးမမှတ်မိတဲ့ကောင်သွားတယ်ပြုတ်ထွက်တဲ့တည်းရိုက်ကြစာခေါ်လာအမိတ်ပေးလိုက်တော့ဂုံးမန်နှပါငတိလေးရဲ့ပါဇက်ကိုအတင်းဖြဲပြီးကျင်းနဲ့နှပါလက်ထဲကင်ထားတဲ့တင်ပုံနဲ့အစွဲတွေကိုတဖြောင်းဖြောင်းမြည်အောင်ရိုက်ချိုးပါလေရောအဲ့ပါလေတဲ့ပါပြီဗျမိတ်ပါနဲ့တော့အယောက်အယောက်ငါးစိတ်ကြော်ပါပြီ တကယ်ပြောတာပါကျုပ်မမိတာအကုန်မပဲသူတို့ကဘာလို့လို့မင်းကဖန်စာတက်ဖြစ်ရတာလဲဘာမှမလုပ်ပါဘူးကျုပ်နေတဲ့အပင်အောက်ကနေဖြတ်သွားလို့ဖန်စာခဲ့တာပါမင်းနေတဲ့အပင်အောက်ကဖြတ်သွားတာနဲ့ဖန်စာရအောင်အဲ့ဒီအပင်ကမင်းမယ်လဲစိုက်ထားလို့လားခေါလာကစကားကိုခက်မမပြောပြီးငတိလေးရဲ့မျက်နှာကိုကန်မှုအလို့ခေါလာရက်လိုက်စမ်းအဲ့ဒီအတန်းနဲ့တူအောင်မြတ်သားမှောက်ကောင်းနဲ့ထိတ်နေလို့ရောက်လာခဲ့တယ် ဆရာဘယ်ရနေဘလို့ထဲ့ဒီအလန့်တကြားပြေးလာလို့ငါတို့စိတ်ပူပြီးလိုက်လာတာဒါနဲ့ तू ကငတိတ်လေလားဟုတ်တယ်ဆရာစိုးသွဲ့နေလို့ကျွန်တော်နည်းနည်းဆုံးမထားတယ်အောင်မြတ်ကခွန်းလောက်ကြီးလိုက်ငတိတ်လေးကိုကြီးလိုက်လှုပ်နေမင်းရဲ့နည်းနည်းပပလည်းဟိုကောင်နောက်တစ်ခါထပ်သိမ်နေအောင်မယ်လို့ပြောလိုက်တော့အနောက်မှာရစ်နေတဲ့မကောင်းရဲ့မျက်နှာကပြုံးစိစိဖြစ်သွားခဲ့တယ်ဆရာဒီကောင်ကလူတွေအများကြီးကိုတတ်ထားတာ ဒါကြောင့်မှတ်လောက်အောင်ထပ်ပြီးဆုံးမချင်သေးတယ်။သူ့ကိုဆုံးမမယ့်အဆောင်တယောက်လာပါလိမ့်မယ်။ဒါကြောင့်ဒီလောက်နဲ့တော်ကြတော့ငတိတ်လေးကအောင်မြတ်တာရဲ့စကားကြောင့်ဝမ်းသာအားရဖြစ်သွားခဲ့တယ်ဆိုပေမဲ့ခေါလာကတော့ငတိတ်လေးကိုမကြည့်တဲ့မျက်လုံးနဲ့တစ်ချက်ကြည့်လိုက်တယ်။ငတိတ်လေးမင်းကဒီအချိန်ကစပြီးအဖိုးရဲ့အမေကိုအမြဲနာခံရမယ်။ဘယ်သူတူတူတယောက်ကိုမှဖန်သာနှောက်ရှက်တာမလုပ်ရအောင်။တကယ်လို့အမေကိုမနာခံမဲ့ပြုတ်လုခဲ့မယ်ဆိုရင် ဒီထက်ပိုပြီးပြစ်ထန်တဲ့အပြစ်ကိုခံရလိမ့်မယ်။အဖိုးဖာပြောပြောနာခံမမယ်လို့ဂရိပေးပါတယ်။ဘသူ့အမလည်းမနှောက်ရှက်တော့ပါဘူး။ဒါဆိုရင်မင်းကလေးမင်းတိပါစေ။ခွန်လာသူ့ကိုမူလတိုင်းပြင်ပြအောင်လှုပ်ပေးလိုက်ပါ။အောင်မြတ်သားရဲ့စကားကြောင့်ခွန်လာကငတိလေးရဲ့ဥကောင်းပေါ်အင်းမြတ်တချို့ဖြူပေးလိုက်တော့လေးစိတ်ကွဲနေရကနေတခုတည်းပြက်ဆက်သွားခဲ့တယ်။ဆရာဆရာဘာလို့ထိတ်နေရကျွန်တော်လည်းအနိုင်မကျင့်မှုပြောပေးပါဦး။ ဒါတော့ဒီကောက်မလောက်ရဲလောက်တော့ပါဘူး။လောက်ရင်လေဂုံမန်လေးပါတို့တစားစီဆွဲဖြက်လိုက်မယ်။ခွန်လာရဲ့စကားကြောင့်ထိတ်နေတရားပျော့ရွှေသွားပြီးမျက်နှာမှာလည်းအပြုတ်ရိပ်တွေတန်းလာခဲ့တယ်။အောင်မြတ်တို့လည်းငတိတ်လေးကိုအပူကျိုးအောင်ဆုံးမပြီးနောက်တရက်မှာတော့ဘောနဲ့ကြီးအဖိုးမင်းစာရွှေမောင်တို့အဖွဲ့ထိတ်နေတို့ကိုနှုတ်ဆက်လို့ဖျားကြီးမျိုးဘက်ကိုထွက်ခွာလာခဲ့တယ်။ဖျားကြီးလက်အဆောင်ကိုရောက်တဲ့အချိန်မှာတော့သူတို့ဘေးကနေဖြတ်သွားတဲ့ကာရစီရဲ့ခေါင်းမှုပေါ်မှာ အနီအောင်ရဲရဲတောက်နေတဲ့အဝတ်ကိုဝတ်ဆင်ထားတဲ့ယောက်ျားတယောက်မတည့်ရက်ပြေလိုက်ပါသွားတာကိုမြင်တွေ့လိုက်ရတယ်။ဒီလောက်အချိန်နဲ့မောင်းနေတဲ့ကားပေါ်မှာဘလုံးလူကမတည့်ရက်ပြေစီးသွားတာပါလေ။ဟုတ်ပါကွာအနီးများလိုက်တာ။မကောင်းတဲ့ခွန်လာတို့နှစ်ယောက်သားစကားများနေတဲ့အချိန်အောင်မြတ်သားရဲ့မျက်လုံးတွေကဖြတ်သွားတဲ့ကားကိုသာမျက်တောင်မခတ်တဲ့စိုက်ကြည့်နေခဲ့တယ်။မကောင်းတို့မြင်လိုက်ရတဲ့သူကဘာလို့လဲ။တာမန်လူရောဟုတ်ပါမလားဆိုတာကိုတော့အောင်မြတ်သားနဲ့ ဒီဆိုမှတိုက်ဆူတဲ့ဝိထုလေးမှာပြိတက်ကြီးအောင်မျောအားပေးနားစင်ပေးကြပါအောင်နော်အချိန်ပေးပြီးနားစင်အားပေးခဲ့ကြတဲ့ပြိတက်တွေတူကြီးစီကိုကျေးဇူးအထူးပဲတင်ရှိသလိုစာရေးဆရာဇေနတ်ရမညောက်လေကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလားလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပြိတက်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာရပတ်စားနိုင်ကြပါစေရှင်